ားလုံးပဲမင်္ဂလာပါနော်အဲကျွန်တော်တို့ချစ်ပြစီပါနော်ကိုတို့လုံးဝင်ကျွန်တော်တို့ချစ်ပြစီဆိုတဲ့သင်းလေးကိုကျွန်တော်တို့ဒီကစားတစ်လုံးနဲ့အစီအပြာတီးရမယ်ပုံစံလေးကိုကျွန်တော်တကယ်ချင်းနေကိုမျှဝေပေးမှာဖြစ်ပါနော်ဟုတ်ပြီဟိုဒုတိယဟာလေးကတော့ကျွန်တော်တို့ကဒီလိုမျိုးဘောတော့ဒီနှလုံးတွဲထားတီးထားသလိုလိုအဲ့လိုမျိုးကြားရပါအဲ့လိုအရင် solid တိတိကျကျကြီးမကြဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီမှာကျွန်တော်ရှိမှပြောလို့ပဲတလုံးနဲ့အစီအပြာတီးတဲ့ပုံစံလေးဖြစ်ပါတယ်နော်အဲ့တော့အရေးကြီးဆုံးက3 4 timing လို့ကျွန်တော်တို့ပြောရပါမယ်နော်3 4 timing က 3 1 2 3 timing 333တော့သွားမယ်အဲ့ဒီမှာကျွန်တော် call တွေလည်းပေးထားမယ်အဲ့ဒီတိုင်း3 4 timing နဲ့မှဝင်ပြီးတီးသွားရမယ်တဘာမှာ၃ချက်ပေါ့1 2 3 1 2 3 1 2 3အဲ့လိုမျိုးတီးသွားရင်ကျွန်တော်တို့ကတပုံလုံးပြည့်လဲသွားပြီနော်အဲ့တော့ intro လေးမှာကျွန်တော်ရှေ့မှာတီးတဲ့ပုံစံလေးအတိုင်းကျွန်တော်တို့ကပြပေးမယ်အဲ့တော့ call D မှာဆိုရင်နော်အဲ့တော့ကျွန်တော်တို့ call D ခိုင်းထားမယ် number 4 string နဲ့အောက်ဆုံး U နဲ့တွဲတီးမယ်ပြီးရင် 3မျိုး2ကျူ1ကျူဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကရမယ်နော်ခဏလေးဟုတ်ပြီပြန်ပြီးမယ်ရပါတယ်နော်အဲအဲ့ဒီမှာကျွန်တော်တို့ကဘယ်လိုလေးကြားလိုက်လဲသော်အဲ့လိုကြားလားနော်အဲ့ဒါဆိုကျွန်တော်တို့ကကြား F sharp minor 7ပါနော်အဲ့ဒါကြားကျွန်တော်ကဘယ်လိုတီးလိုက်လဲဆိုတော့ဒီကောင်ကိုဗျာမယ်လိုဒီကဒီလိုသွားမယ်အဲ့ဒါကိုဒီကောင်ကိုကျွန်တော်ကအောက်ဆုံးကျွတ်လွှတ်ကျွတ်ကြည့်လိုက်တယ်အဲ့တော့အဲ့တော့ ဒါကိုကျွန်တော်တို့ကဒီလိုကြည့်ရတယ်အဲ့တော့ F sharp က B G ကိုကျွန်တော်ဒီမှာဒါနဲ့ဝင်တည်တယ်ဟုတ်မလားအဖြစ်မိုင်နာ7ပေါ့နော်အဲ့တော့ဖိထားမဲ့ကျိုးစီဒီကောင်းရဲ့ဒီကောင်းရဲ့ဒီကောင်းရဲ့နော်အဲ့တော့ဒီမဲ့ဆိုရင်အဆုံးကျိုးနဲ့အပေါ်ဆုံးကျိုးဂိုင်းတူပြီးရင်2 3အဲဟုတ်ပြီနော်အဲ့လိုမဒီလက်မကြီးမဖိနိုင်တော့ဒီကောင်းနဲ့ကောင်းနဲ့ဒီကောင်းနဲ့ဒီလိုလာအောင်ပါပေါ့ဟုတ်ပြီနော် ော်အဲ့တော့ပြောချင်တာဒါပဲအမှန်မဟုတ်ကျွန်တော်မပြောဘူးเนาะကျွန်တော်ပြောသူရှေ့မှာတိချာသူတို့တီးတဲ့တီးထားတာလေးကကျွန်တော်သူတို့ creation လုပ်ထားတာလေးကအဲ့လိုပါเนาะနှလုံးဟာပညာလိုမျိုးပြောရမလားဟို melody နောက်ကတစ်ချက်လိုက်တီးတာပေါ့အကုန်ပေါင်းထားလာအဲ့လိုမျိုးဖြစ်နေတာဖြစ်နေတော့ကျွန်တော်တို့ကဂီတာတစ်လုံးနဲ့ကျွန်တော်တယောက်တည်းတီးတဲ့ပုံစံဖြစ်ပါတယ်เนาะတင်တော်သူတို့တီးတာဖြစ်ပါတယ်เนาะဟုတ်ပြီเนาะအဲ့တော့ပြန်တီးမယ်ဆိုရင်ရပါတယ်เนาะရပြီနော် ဗျာအဲ့တော့ G မှာနော်နှစ်နှစ်ကျိုးလွတ်ကျိုးနဲ့အပေါ် bass နဲ့တွဲမယ်နော်ပလဂင်အခြေခံတော့ရမှာပေါ့နော်အဲ့မှာကျွန်တော်တို့ကအဲ့တော့မယ်လိုဒီယာအဲ့ဒါကိုကျွန်တော်တို့က A chord နဲ့သွားမှာပေါ့အဲ့တော့ဒီလိုခိုင်းလိုက်အဲ့တော့အပေါ်ဆုံးကျိုးနဲ့ဒီကောင်နဲ့တွဲမယ်အဲ့ ြီးရင်နှစ်ကျိုးလွတ်ကျိုးအဲအဲ့ဒါပရမတ်ခေါက်ပြီးတော့အဲ့တော့ပြန်ဆက်မယ်ရပါတယ်နော်အဲ့နောက်တစ်ခါလေးအဲ့ဒီတိုင်းပဲပြန်မယ်啊。Uh huh. းပြန်ကြားတယ်ဗောနော်အဲ့တော့အဲ့တော့ A နဲ့တွဲမှာဗောနော်နောက်ကြာပြောမယ်ဆိုတော့ဒီလားဆိုဗောနော်အဲ့တော့ဒီကောင်းနဲ့ငါကျွန်တော်တွဲမယ် E E ကိုင်းလား A ကောကိုင်းလားနော်ရပါလား E ကောကြီးဆက်စင်းရကြမ်းရမယ်နော်အဲ့လိုပြတ်သွားလို့မရဘူးအဲ့ဒီကောထဲမှာပါလေ။ဟုတ်ပြီအဲ့တော့အစပြန်နေမှာဆိုရင်။နက်ပြောင်းနေတာကတည်းကမြင်ရပါတယ်နော်။ ဒါဆိုရင်ကျွန်တော် intro ရပြီပါเนาะပြီးကျွန်တော်ရေးဆက်တည်မယ်ပါเนาะအဲ့တော့ကျွန်တော်တို့ကတူတီးတာတဲ့ပုံစံမှာဆိုရင်ပေါ့เนาะဟိုလိုဘယ်လိုပြောမလဲ position လေးတွေကိုတိတိပပဆုံးလက်မကြားရအောင်ရှေ့မှာလည်းကျွန်တော်ပြောပြပါเนาะအဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်အစင်းလဲပြအောင်မှန်လဲမှန်ကန်တော့လုပ်ပြမယ်ပါเนาะအဲ့တော့ပြောချင်တာကတော့အဲ့ဒီ core တွေကိုအဲ့ဒီ3 4 bar တွေနဲ့မှန်းသွားရင်ကျွန်တော်တို့ကဆိုးလို့ရပြီပဲတီးလို့ရပြီပဲဟာပြီးတော့သူက core apache ကိုပဲကိုအဲ့ဒီမှာပါဝင်တဲ့ core တွေကိုကိုနားလဲတဲ့နေရာမှာတီးလို့ရတယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့က음 position တခုအတက်မှတ်လိုက်ရင်လည်းကျွန်တော်တို့ကနောက်ပိုင်းမှာလုံးသားနဲ့ကြည့်ကြအဲ့လိုမျိုးဟိုပေါ့နော်တမျိုးနေရာလေးပါတော့ကျွန်တော်တို့အတက်လွယ်ကူအောင်ပဲတိလိုက်တော့မှာနော်အဲ့တော့ဒီလိုပဲတိလိုက်တော့အလိုလေးပဲတိလိုက်တော့မှာနော်အဲ့တော့ကျွန်တော်တို့ကဘယ်လိုပြောမလဲနော်ကျမ်းမာ ာတွေမှာနည်းနည်းဘားလေးတွေကအဖော်လေးပါလေးပါလေးပါအရင်နဲ့မကိုက်ပြန်ဟုတ်တယ်မလားအဲ့လိုဖြစ်သွားတယ်နော်အဲ့လိုကြာကျွန်တော်တို့ကလွင်အောင် apparatus တစ်ခုပဲတတ်မှတ်လိုက်မယ်ကိုတီးတဲ့အခါမှာနားထောင်ပြီး live ဖြစ်အောင်ဒီ call တွေနဲ့တီးလို့ရတယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒီရှိမှလည်းပြောပြပါပြီဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီလိုပဲတီးလိုက်တော့အဲ့တော့မတ် bass နဲ့အောက်ဆုံးကျွန်းနဲ့တွဲမယ်အဲ့လိုပဲတီးလိုက်တော့တပါးဆို1 2 3တွဲပါနော်1 2 3 okay အဲ့ဒါမှတီးလိုက်တော့ 出去啊！ ောင်နမူနာဆိုးပြတာနော်အဲ့လိုပဲတိရတော့မယ်ဘာလို့ဆိုနှုတ်ဆိုပြီးမှမဟုတ်ဘူးလက်စင်ရလေအရန်ကြီးရှည်သွားလိမ့်မယ်နော်ဟုတ်ပြီအဲ့တော့အကော့လေးပြောမယ်နော်ဒါကတော့ရပါပြီ position ဒီ bass bass ကျိုးကတော့နံပါတ်ပြောင်းရင်ပြောင်းပါနော် bass နဲ့အောက်ဆုံးကျိုးနဲ့တွဲမယ်အဲ့တိုင်းပဲတပုတ်ဒီမှာ F sharp minor G နော်ကြိုက်သလိုဒီရတယ်ရတယ်နော်ကိုဒီကိုကင်တဲ့ဆိုကင်နော် A နော် D F sharp minor ရပြီ G ိမ်မှာ E minor 7မှာကျွန်တော်ဒီဒီတစ်ခုပဲတီးလိုက်လွယ်အောင်လို့ဘာလို့ဆို E minor 7ကထားပါတော့ဗျ7တော့ဒီလိုဂိုင်းမယ်ပေါ့အဲ့တော့ဒီ number 4နဲ့5ကိုတို့ကမတီးတော့မတီးတော့မင်းအောက်ဆုံးကျိုးနဲ့အပေါ်ဆုံးကျိုးနဲ့ E minor E လိုကျိုးပေါ့နော်လွယ်အောင်ဒီ E minor 7ဆိုတော့ E မှာကျွန်တော်တို့အဲ့ဒီသချင်းအတွက်ဆိုရင်တော့ e ကိုဒီလိုမျိုးခြိုင်လိုက်တယ် e e7 ဒီလိုလဲရတယ်။နောက်အဲ့ဒီတချိန်မှာ e ပဲတီးလဲရတယ်။ နော်ဟိုတခြားကိစ္စတွေပြောတာမဟုတ်ဘူးနော်7ရောင်ဖြုတ်လို့ရတယ်လို့ကျွန်တော်မပြောဘူးနော်ဒီ session လေးမှာ e ပဲတီးလိုက်ရင်လည်းပြည့်စုံတယ်သူကအဲ့လိုမျိုးမေဂျာလို့ဖြစ်သွားတာပေါ့နော်အဲ့တော့ထားပါတော့ e7 မှာဒီလိုခြင်လိုက်တယ် e minor 7 e7 ဟောပြီး e အဲ့ဒါပဲနော် g e အဲပြီးတော့ f sharp 7 f sharp နော် f sharp 7ဟာလွတ်အောက်ကျိုးလွတ်လိုက်တာပေါ့နော်ဒါဆိုရပြီကျန်တဲ့ဟာမပါတော့နော် အဲ့ဒီအတိုင်းပဲ3 4ပဲ1 2 3 1 2 3ဒါဒါအလွယ်ပြီးနည်းပဲပြောပါတော့နော်အဲ့လိုပဲပြောဟုတ်ပြီအဲ့တော့နောက်တစ်ခေါက်ဆိုရင်လည်း ူသွားတဲ့ picking တိုင်းပဲနော်2 3 1 Jesus ဘောပါနော်2 3 1 2 3 1 2ဟုတ်နော်အဲအစလိုမလေးအဲ့ဒါလိုပဲဒီလိုက်ပါ sorry ရူရူရူ မှာကော့ပါတယ်ဗျအဲ့ဒီတိုင်းပဲကဲအောင်တီးသွားအဲ့တော့နှစ်ကြော့ပြန်တီးတာဆိုလိုကနော်ဟုတ်ပြီနော်ဆက်စပန်းတဲ့နေရာလေးပါလဲရန်သူကကော့အပတ်ဂျီဥပက်ဗျာဂျိုးရီမှားပြီလွမ်းမှားပြီကုန်းမိနေအောင်မှာသူကမှန်းနေမှာပဲနော်ဒါဆိုရပြီဒါဆိုဘိုက်ကလည်းဒါပဲနော် ကြတော့ဒါကအဲကျွန်တော်တို့ချစ်ပြစီအလွယ်တီးနီးလို့မျိုးဖြစ်သွားမှာပေါ့နော်မှန်လဲမှန်ကန်ရမယ်လွယ်ကူရမယ်ဘာလို့လဲဆိုတော့ဟို position တွေကျွန်တော်တို့အထားပါတော့နော်မလူညီတဲ့ကျိုးတွေကုတ်ကုတ်နေတာကိုပြနေကျွန်တော်တို့ကဘလို့မှကိုပြမှာမဟုတ်ဘူးเนาะအဲ့တော့ဆိုလိုချင်တာဒီတိုင်းတီးလို့ရမှာမဟုတ်ဘူး live ဖက်ညီအောင်နားထောင်ပြီးတော့ ဟာကော့ကိုနားလဲတဲ့ကော့တွေလည်းပြောင်းလဲပြီးတီးလို့ရတယ်သူမှာထားပါတော့ e-7 e-7 ဟာလာအစားကြီးတင်ပြမှာနော်အာ f-7 ဒါလေးပေါ့နော်โอเคနားလဲနေပြီကျွန်တော်ပြောတာပေါ့နော်အားလုံးပဲအဆင်ပြေမှာတင်ပါတော့နော်